ဣတရအမှန်ကကျေလို့ဒီပါဠိဘာသာကစင်တလာတဲ့ဣတရကဒီလိုလေးဖြစ်ပါတယ်။ကာကြီးတလုံးရဲ့ကာကြီးတလုံးအောက်မှာတစ်ချောင်းငယ်လေးနဲ့ပါတဲ့ဥစ္စာကဣတရမူလဣတရနော်။ဒီလုံးကြီးတင်ဣတရကဒီလိုမြမစာပေကိုလဲတဘူးမြမစာပေပြောင်းတဲ့အခါမှာပါဠိစာပေကနေကျေလို့ပြန်ပြောင်းတဲ့အခါမှာခက်ခဲတယ်။အဲ့တော့ရုံးသုံးပါလားကနေ့စဉ်ဘုံဘွားမှာတုံးရတာအစဉ်ပြောင်းတဲ့နောက်ထပ်ပညာရှင်တွေထပ်ဖန်ထားတဲ့လုံးကြီးတွေဥပဒေပါပရရှစ်လုံးရှိတယ်မူလတော်လာချေတယ်အခုတစ်ချက်ဒီမှာရေးထားတဲ့ပရလေးက မူလတရဖြစ်ပါတယ်နော်အဲ့တော့မူလတရကဘာလဲဆိုတော့ကအကုန်လုံးမြင်နေမြင်နေတစ်ခက်ကြည့်ပြပါအောင်နော်အဲ့တော့တတမမီတို့ကမဖြစ်တတ်သေးဘူးဆိုရင်ချက်ပြပြပါမယ်အာအာဒီမှာတရုတ် channel ဒီကကွန်ပျူတာဟောက်ရိုက်လို့မရလို့ဒီချက်ကမရေးတာမူရင်းအမှန်ကဒီအခုကကြီးနှလုံးစင်စစ်နေတဲ့တိကတာမူရင်းဣတရဆိုတာလေးကိုအချင်းမိတ်မသွားအောင်လို့ဒီချက်ကပြန်လာပြီးနှိပ်ပြတာဖြစ်ပါတယ်ဒါဆိုတတမမီတို့ဒီမှာကတလားရှစ်လုံးကအာအာဣဣဥဥ in all ဆိုတဲ့တရရှင်မှာဖြစ်ပါတယ်ဒီတရရှင်လုံးဒီကျေလို့မြန်မာစာစာပေမှာအရင်ဆုံးဆင်းသလာတယ်ဒီတရကနေပြီးတော့မှចောင်းသားရည်ဒီတရရသွားပြီဆိုလို့ရှိရင်ဒီတရတန်တို့တရတန်ရှင်တရတွေဖတ်တယ်ဒီဖတ်ပြီးကျေလို့ကပြန်ပြီးတော့တင်ရတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျေလို့ကတော့အခုအလည်းအတရနဲ့ပတ်သက်ပြင်ညာစာတွေလေ့လာပြီးသွားပြီအတရနဲ့ပတ်သက်တဲ့ပြင်ညာစာတွေလည်းကျေလို့တင်ပြီးသွားပြီဆိုရင်အခုဒီနေ့တင်ရမယ့်ပြင်ညာစာကတိတရနဲ့ပတ်သက်တဲ့ပြင်ညာစာကိုပြန်တင်ရမှာပေါ့နော် ဟုတ်ပါပြီ။ဒါဆိုဣဒရာနဲ့ပတ်သက်ရင်အဲ့တော့သတ္တကင်းတင်တဲ့ဣဒရာကဒီဣဒရာလေးဖြစ်တယ်။သူရဲ့အတန်ပြူတဲ့ဣဒရာကိုခြေတော့စလုံးတိုင်းစလုံးတိုင်းမှာဒီကိဒီကကြီးနှလုံးစင်လေးတချောင်းငယ်လေးပါတဲ့ဟာလေးရေးရတာပါဠိစာပေမှာတော့ခြေတော့ပကံကိုတော့ကြောက်စာရင်မှများတော့အဖြစ်ပြရတယ်အဲ့တော့ဒါတွေကရုံသုံးမှာစကားမှာတိတ်မသုံးတော့မသုံးတဲ့ခါချေလို့ကဒီလိုတရာလေးကိုပြန်ရှင်ရရဆရာရေဆရာမတွေကပြန်ပြီးခင်လိုက်လဲဆိုတော့လုံးကြီးတင်ဣတရာလေးပြန်ပြီးခင်လိုက်တယ်အဲ့တော့ဒီအိုးကလေးရွက်လိုက်ရင်အဲ့ဒါလုံးကြီးတင် လုံးကြီးတင်လေးကိုမြင်တာနဲ့ကကမီမီတို့ကစနစ်သိမြန်မာစာမှာအလုံးကြီးတင်အီလိုမဖတ်တော့ဘူးနော်စနစ်သိမြန်မာစာမှာဆလုံးမဖတ်စရာလုံးဝလုံးဝမလိုတော့ပါဘူးအဲ့တော့လုံးကြီးတင်လေးကိုမြင်တာနဲ့အီလိုမှတ်မယ်ဟောလုံးကြီးတင်စံခက်လေးကိုလုံးကြီးတင်ဒီအိုးကလေးရွက်လာရင်အဲ့ဒါလုံးကြီးတင်အဲ့ဒီလုံးကြီးတင်မှာပြန်လို့စံခက်လိုက်မယ်ဆိုရင်လုံးကြီးတင်စံခက်လို့ခေါ်ရင်နော်လုံးကြီးတင်ဆန်ခတ်ကိုအီလို့တတ်ထွက်မှာတခုခုဘာနဲ့မှတ်မလဲဆိုတော့စားရတာအီလိုက်တာတဲ့အတိုင်းနဲ့မှတ်ဟုတ်ပြီနော်အဲလုံးကြီးတင်ဆန်ခတ်နော် ဘယ်နှပွင့်ရှိမှရောက်ဗာလဲကြပြသင်ခဲ့ရတဲ့ရှိမှမှန်တာပေါ့ဝိဆတ်နှလုံးပေါ့ဝိဆတ်နှလုံးပေါ့လေးနဲ့လုံကြီးတွေဆိုင်ကဒီအိုကလိပြလာရင်အဲ့ဒါလုံကြီးတွေလုံကြီးတွေမှာမျက်စံခက်တာလည်းပါမယ်အဲ့လုံကြီးတွေမှာဝိဆံခက်တာလည်းပါမယ်ပြီးရင်ရှိမှစဘယ်နှပွင့်ဝိဆတ်နှလုံးပေါ့လေးလည်းပါမယ်ဒါဆိုရင်ဒီပင်ဒီပင်ဂီတာလေးကိုမြင်လိုက်တာနဲ့ပေါ့တမီတို့ကအီးအတန်မှတ်လိုက်မယ်အမကျေဟာအီပေါ့ဆန်နဲ့အဲ့ဒီဒီအီအတန် English အခေရ level E အတန်နဲ့မှတ်လိုက်မယ် ဟုတ်ပြီလားအဲ့ဒီတော့ကဣဒရကလည်းကျေတော့ကနော်ဒီမှာကြည့်မယ်ဣဒရကလည်းကကျောင်းစာတွေမှာသင်ဖို့ထပ်ပြီးပြည့်ထွင်းထားတာသူရဲ့ငโกမူလတရရှစ်လုံးမှာဣဒရကဒီမှာအထူးလက်ခရာဣဒရ เนาะဒါဟာမှပါရင် ਈ တရာဖြစ်ပါတယ်နောက်ပါရုံတုံးမှာတော့စကားမြန်မာတော့ကြောင်းတုံးမှာတော့စကားတွေမှာဒီ ekya ကိုတော့အထူး ekya အနေနဲ့ပဲပြန်သုံးထုံးထားတယ်ဒါပေမဲ့သူကြီးပတ္တမီတို့ကိုတကယ်ကတတိယနဲ့ပြန်လာပြောပြတာကမူလတရဆိုတာမမိပါနဲ့เนาะမြန်မာစာရဲ့အခြေအနေမြန်မာစာဖန်တီးထားတယ်မြန်မာစာပြစတင်ဖြစ်ပေါ်လာတဲ့မူလတရကဒီ ekya သူဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆို ਈ ဒါလေးကတော့ ਤੀ ဟောတလေးထည့်လိုက်တာနဲ့အခြေအနေက ਈ ဆိုတဲ့နေရာမှာတလေးထည့်တာနဲ့ e ဒီမှာဖြည့်ပြမယ်เนาะဒီမှာ e ဟုတ်ပြီ a ရဲ့အပေါ်မှာလုံးကြီးဆန်ခက်ပိုင်းဘယ်လိုဖတ်လိုက်မလဲ e အဲ့ဒီဟာဥမာဒါလုံးကြီးဆန်ခက်ဖြည့်လိုက်မယ်ဆိုရင် the အဲ့ဒီ t နဲ့အတန်တူတဲ့မြန်မာစာမှာတန်တူចောင်းခွဲဝေါ်ဟာအများအားရှိတယ်ဒီတလုံးကြီးတင်ဆန်ခက်ကိုမြင်ဒီချေလို့တမီတို့တတော်ကဘယ်လိုဖတ်မလဲ t ဟုတ်ပြီအဲ့ဒီတလေးကိုပဲเนาะညက်သက်လေးနဲ့တွဲလိုက်မယ်ဆိုရင်လည်းလွယ်လွယ်လေးပဲသူ့အတန်နဲ့ဖတ်လိုက်ရုံပဲ ပါနေတယ်ဒီတာနေတယ်ဒီဖတ်တော့ ਨੇ ဟုတ်ပြီနော်အင်္ဂလိပ်ဖတ်မယ်။မဆိုရင်ဒါလေးဖတ်တတ်မယ်နော်။စလုံးလေးဝင်သွားတယ်အပေါ်မှာလုံးကြည့်တင်မမြင်ဖတ်တာလို့မှတ်ရမယ်။ဣတကစလုံးလေးကိုဣနဲ့ပေါင်းလိုက်ရင်စပေါ့ဟုတ်တယ်ဟုတ်တယ်မလားအကျိုးပြောတာ။အဲ့တော့ဒီမှာဒီချက်ကဒီကလေးမှပြန်ပြီးပြန်ပြီးပြန်ရေးပြမယ်။ဟုတ်ပါပြီ။အဲ့ဒီတော့ဂါရဂါမီလို့လိုက်ချင်တာပါ။အဲ့တော့ဒီနေရာမှာကျောင်းကစလုံးလေးထည့်လိုက်မယ်ဆိုရင်မဖြစ်သွားမလဲ။ဒီကောင်းတဲ့နည်းနဲ့တည်လိုက်မယ်နော်။စလုံးထည့်လိုက်မယ်ဆိုရင် အာစလေးဝင်သွားမယ်ဆိုရင်စဒါမဟုတ်ဘူးစလေးမဟုတ်တော့ဘူးဆိုတော့ဒီမှာမလေးဆိုရင်တော့နော်မအာမဆိုရင်တော့မအပေါ်မှာဣပါတော့မိအာမဣဆိုတော့မိအဲ့ဒါလုံးကြီးလုံးကြီးမဣမိအဲ့လိုဖတ်စီရလုံးဝမလုံးဘူးနော်အပင်မမခံအောင်ကျေတော့မပင်မန်းနေတယ်လို့အဲ့တော့ဒီမှာစလေးဝင်သွားရင်စလေးနဲ့ဣဒရနဲ့ပေါင်းလိုက်ရင်ဒီမှာစိအဲဣဒရတန်ထွက်မယ်ညကိုဣနဲ့ပေါင်းလိုက်ရင်မနဲ့ညီ တောင်ဝင်းဘူးကိုပေါ်ကဣတရာနဲ့ပေါင်းလိုက်ရင်မှန်တာပေါ့တသမိမိတွေတိနာကိုပေါ်ကဣတရာနဲ့ပေါင်းလိုက်ရင်နိအော်ပကိုဣတရာနဲ့ပေါင်းလိုက်ရင်ပိမကိုဣတရာနဲ့ပေါင်းလိုက်ရင်မိတသမိမိတို့အနာမှာမိလို့အတန်ကြရတယ်မိဆိုတော့ဘယ်ဒီမှာမိအတန်ရှိရလဲမမမเนาะအဲ့တော့မအတန်ကိုကြာရင်ရရမြမဒီအခေယကမလို့ရင်တောင်ကြရေးရမယ်မြန်မာပြည်ကပရေးမှာဒါဆိုရင်မြန်မာသားစလုံးမောင်းကျလို့ချက်နေကြလို့လား မလုံဘူးနော်ဟုတ်ပြီအဲ့တော့ဩဒီမှာအခုနကကျဆိုတဲ့အတန်တူတယ်ဒီခါကျတော့ e ရောက်သွားပြီနော် e ဆိုတော့ e ကနေပြန်စမယ်နော် e ပြီးတော့ e ကနေစမယ်ဟောလုံးကြီးတင်စံခတ်ကုန်ပြီဘာတန်ထွက်ရမယ် e ဟုတ်ပါတယ်အဲ့တော့ဒီမှာစလုံးလေးဝင်သွားရင်စကို e နဲ့ပေါင်းလိုက်ရင်အပေါ်ကလုံးကြီးတင်စံခတ်ကုန်မြင်တာနဲ့ဘာလို့သမီးတို့က e လို့ဖတ်လိုက်တော့ဒါဆိုရင် c c ရဲ့အိပ်ပဲကိုတိလားညီညီစီထားတာဟုတ်တယ်နော်နောက်တစ်ခုကတော့ ဟမ်မှန်တာပေါ့စီတန်းနေတာအဲအတုဒိတ်ပဲဟိုသူရှိပြီးတာမြန်မာစလုံးနေမှာအဲ့တော့စလေးလေးနဲ့အီလေးနဲ့ဝင်သွားရင်မှန်တယ်စီညလေးကအီလေးနဲ့ဝင်သွားရင်ညတောင်းဘူးလေးကအီလေးနဲ့တွဲပြီးတော့လာရင်ဖလှယ်ရမှာအတန်လေးကဒီနာလေးကအပေါ်ကအီတရလေးနဲ့တွဲလာမယ်ဆိုရင်နီးဟာပါးောက်ကလေးကအပေါ်ကတရလေးတွဲလာရင် ဒီကဲကိုပါတော့အိမ်မှာမမေတို့ကဒီဗီဒီယိုကိုကြည့်နေတယ်ဒီချယ်တွေကဒီဗီဒီယိုကြည့်နေစီကိုပါတော့တတမီးလို့တင်တော့အတိတ်ပဲအကုန်လုံးတင်မှာနော်ကျမဗီဒီယိုကအရင်ရှေ့မှာစတိုးလို့ကျမကအရှေ့ကြီးတော့မပြောပြတော့ပါဘူးအဲ့တော့နီးဆိုတာကိုကအယောင်လေးတွေနဲ့အတိတ်ပဲနဲ့အကုန်လုံးတင်ပြရမှာနော်ဒါဆိုရင်ကလေးကမြန်မာစာအုပ်လုံးဝလုံးဝမကြောက်တော့ဘူးရှင်အဲ့တော့ပီးဟောပီပီပင်းပင်းအတပီဒီအတန်ကြားတာစသီးရတဲ့ကိုကပီးပြင်းတာအဲ့လိုမျိုးကိုကအကုန်တင်ရမယ်မီး ဟောလားဆိုရင်เนาะအဲ့တော့နောက်ဆုံး e တခုတူတော့ e တရာသွားမယ် e ဆိုတာဆွဲရတယ်ဒါပေမဲ့တန်ရှိတရာဖြစ်တယ်เนาะ e ဆိုတာတန်တူတရာဖြစ်တယ်เนาะအဲ့တော့ อีဆိုတာတန်ရှိတရဖြစ်တယ်อีဆိုတာလည်းတန်ရှိတရဖြစ်တယ်ဆိုတော့အကြောင်းကလေးလေးတွေကိုတရအရှင်နဲ့တရအတူကိုပြပြပေးပါဟုတ်ပါပြီဒါဆိုလုံးကြည့်တင်ဆိုင်ကဝတ်စာနှလုံးပေါက်ကုန်ပြီဘလို့အတန်ထက်ဖက်လိုက်ရမယ်ဘာမှစလုံးမောင်းထွက်ပြီးသူများဆီယမ်မတိုင်ပေးတာနင်းနေတိုင်ပေးတာဒီမှာလိုက်ဆီယမ်မလို့လိုက်နှထောင်ရမလို့တင်တာကိုအဲ့လောက်ကြီးတွတ်တွတ်တွတ်ခိုင်းမဆီယမ်မူလတလုံးအစတင်ပေးလိုက်ကျွန်တော်တို့ရပါပြီလုံးကြည့်တင်ဆိုင်ကဝတ်စာနှလုံးပေါက်ကုန်ပြီအင်းဒါကြောင့်မလို့ဒီမှာစလုံးလေးဝင်သွားရင် C စလုံးလေးဝင်သွားရင် C လုံးကြီးဒီစံကဝတ်စလုံးပေါက်ပါတယ်ညလေးဝင်သွားရင်ညတိုင်းမူလေးဝင်သွားရင်တီတောင်းတောင်းတောင်းပြီးတာအဲခေါင်းလောင်းပြီးတာအဲအဲ့လိုမျိုးပေါ့နော်ပြီးနားငယ်လေးဝင်သွားနီးရဲ့နီးနီးလေးပဲအင်္ဂလိပ်လိုဆို close အဲအဲ့လိုမျိုးပေါ့နော် a closer sorry ဒီလိုရှင်ဒီမှာ p အပြီးတာ and ပြီးသွားပြီဟော me ဟော me me အဲ let's see me ဖတ်ရပြီပေါ့နော်ကဲအဲ့ဒါပြီးသွားပြီဆိုရင် tan အ tan 2ရဲ့တရ tan 2ကြောင့်ကတရလာမယ်ဒါသာမမီတို့ရေခုနအခြေတို့ပြောတယ်လေဒီမှာ နော်တကညက်တယ်ဆိုရင်လည်းဘသူ့အတန်ထွက်လိုက်ရုံပဲလေဒီမှာနော်အခုနကဒီစေပြောထားတယ်လေအဲတကိုအပေါ်မှာလုံးကြည့်တင်ဆန်ခက်နဲ့ပေါင်းရင်ဘာလာမယ်လုံးကြည့်တင်ဆန်ခက်လို့မြင်ဘာတရအတန်ထွက်ရမယ်ဒီအဲ့တော့တနဲ့ပေါင်းလိုက်တော့ဒီအဲ့ဒီဒီတိုင်းမဲ့တညက်တယ်ကိုလည်းတီးလို့ဖတ်မယ်ဒါဆိုရင်ဒီမှာကောစလုံးလုံးဝင်သွားတော့ C D C ကမိမိစီတာမဟုတ်ဘူးเนาะကလေးတွေစလုံးပေါင်းကွဲမှာမကွဲမှာဆိုလို့ကိုကရှင်းပြမိစီစာ C ဘိုင်းတွေကိုပြောတာ ကျေးဇီးတွေကိုပြောတာစတိရခဲ့ပေါ့ပြောဒါဆိုရင်မိဟောမဝင်သွားတော့ဗါလဲမျက်နာမဲကြီးငိုလိမ့်မိမိဆိုတော့နောက်ဆုံးမြန်မာစာမှာနောက်ဆုံးအဖုံးသက်အနေနဲ့တုံးတဲ့စကားလုံးဖြစ်တဲ့စာပေမှာဟောတီးဖြစ်ကြပါတီးရှိကြပါတီးဆိုရင်ဒီတီးနဲ့မရေးဘူးတသားမိလို့ရေတန်မီကျောင်းခွဲလေးကိုတင်ဖို့အတွက်ဒီခါလေးနဲ့ဒီမှာပြောလို့ရတယ်နော်လူနာမဲတီတီဟန်ဆိုရင်ဒီတီးနဲ့တုံးမယ် မတိတာဆိုရင်လုံးကြီးဒီဆံကဣဒရလေးနဲ့သုံးမယ်အဲ့ဒီမတိတာကိုညက်သက်ပြီးနဲ့မသုံးဘူးအဲ့ဒီလိုမျိုးလေးတခုကတဏှိကြောင့်ကတရလေးတွေသင်ပြရမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီအဲ့တော့ကဟောတီတိပတိကိုအီးမှလည်းအဲ့လိုပဲဒီမှာစီဝတ်စံလုံးပေါက်ပါတော့အတန်ရှည်သွားမယ်လေနော်ဝတ်စံလုံးပေါက်ရင်တငေတတိတန်ရှည်တရရဲ့ဆိုရမယ်ပသာမီမီတို့ရေဒါကြောင့်စီဟောဒါဆိုရင် 你都哈没罗得出来，人他没机，我嘞伊哈没到。 တိုးမဲတဲ့အကြောင်းရေးတော့မီးဖြစ်တယ်နဲတကယ်ပြောလို့မြန်မာစာမှာအတန်ထွက်တဲ့အခါမှာတော့မီးဆိုတဲ့အတန်ကို300ဖြတ်ဆိုင်မဲလို့ပို့ပြီးတုံးတယ်လို့မှတ်ရမယ်နော်အဲ့တော့တဲဒါဆိုလည်းပြီးပဲလေဒီမှာစီးဆိုတော့ဒီမှာတီးပဲဒါပေမဲ့ဒီပြီးဆိုတဲ့စကားလုံးကိုကျွန်တော်မြန်မာစာမှာခက်ပြန်တုံးတဲ့အခါကျတော့နော်ပြီးချေလို့မခေါ်ရဘူးနော်ကျက်တဲ့ဂျေငါတဲ့ဂျေဟောအဲ့လိုမျိုးနေရာမှာဒါကိုတုံးတယ်နော်လူအသိနှလုံးကြတော့ ခြေလုခန္ဓာပေါ်မှာရှိတယ်နော် liver လို့ခေါ်တဲ့အသင်းတွေလုံးနေလို့တသားမီးတို့ကျွန်တော်တို့ကရှင်းပြလိုက်မှာဆိုရင်ဒီသင်ရန်စာလေးကတော်တော်လေးလုံလောက်သွားပါပြီရှင်နော်အဲ့တော့ကကျွန်တော်တို့ကနောက်ထပ်ဗာပေါင်းမလဲဆိုတော့ဒါဒီရပြီဆိုရင်ကလေးလေးတွေကဒီသင်ရန်စာနားလည်သွားပြီဆိုလို့ရှိရင်ဒီချေအကုန်လုံးလိုက်ဖတ်ပြအောင်ပါလား no 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 ဖတ်ပြစလားမလို့တော့ပါဘူးเนาะအဲ့တော့ဘာလို့မလို့လဲကြည့်ထားပါမလို့တော့ဘူးဆိုတာဒီမှာတစ်ခါလေးဒီမှာပြပါမယ်ဖတ်ကြည့်ပါဦး ီကောင်ကအရှိမတချစ်တင်ကနာမှာတင်ခဲ့ပြီရေးချောင်းမြင်အာတန်ဖက်မယ်ဒါကြောင့်နာကြီးဒါဆိုရင်ထီရုပ်ပုံကိုကြည့်ဖက်တာမဟုတ်ဘူးနော်သူတို့ကိုကျွန်တော်ကစမ်းသပ်ပြီးလုတ်ခိုင်းလို့ရတယ်လုတ်ဆက်စမ်းသပ်ပြီးလုတ်ခိုင်းရဘယ်လိုစမ်းသပ်လုတ်ခိုင်းမှလဲဆိုတော့ခါကြတော့မနေ့ကအောက်လေးမနေ့ချလာမှာ okay ရပြီအဲ့တော့ဒါဆိုရင်ဒီပုံလေးတွေသူတို့ကိုကျွန်တော်တို့ကဖယ်ထားလိုက် ကိုကစမ်းတယ်ဟုတ်ပြီသူတို့တခါလေးရေးခိုင်းတော့နော်အဲ့ဒါဒါအပအတိလဲအဲအဲ့လိုတကယ်လို့အရင်ညံအရှေ့ကိုစာရင်မသွားသေးဘူးပုံမှန်တိုင်းမဲ့ကလေးတွေဆိုရင်ဒီလိုမတင်လိုက်ရဘူးနော်ကဲဒါလေးကပါလေးလဲအဲဒါဆိုရင်ဒီဝယ်တဲ့ဟာမစလိုက်ဘူးနော် ZD ဟုတ်ပြီရေးတော့အခါချက်တော့ ZD လို့ရေးတာဆိုတာရေးတဲ့အခါမှာစလိမ့်အတန်နဲ့ပဲရေးရမယ်ဒီနေရာမှာ ဘာကြောင့်ဂျီဒီထွက်ရလဲဆိုတော့အပံကိုကြတော့ဒီနောက်ဘက်ဗီဒီယိုတစ်ပုဒ်လုပ်ပေးမယ်နော်ပထမမြန်မာစာမှာပထမအက်ကရာဒုတိယအက်ကရာတတိယအက်ကရာအဲ့လိုစုပ်တဲ့အက်ကရာပစ်မိုက်အက်ကရာတွေအဲ့ဒီအက်ကရာတွေရဲ့ပုံမှာအဲတရလိုက်တယ်ဆိုရင်အပံကြောင်းလာတယ်ဆိုတော့ကိုနောက်ဗီဒီယိုတစ်ပုဒ်လုပ်ပေးရမယ်နော်အဲ့တော့ဒီမှာလောလောဆယ်အကျဉ်းသားမီးတွေဒီလိုပဲတင်လိုက်ကြမယ်နော်အဲ့တော့ဇီတီဆိုတော့စီတီနဲ့ရင်းစီတော့အပံတိုင်းဘယ်အက်ကရာနဲ့မြန်မာစာမှာဘယ်ကင်းနဲ့ရင်းစ ဆိုတော့စလိန်အဲ့တော့ဒီလိုကဒီချေဟုတ်တော့စလိန်နဲ့ရေးမယ်တလုံးရပြီနော်အရှိမသင်ပုံတင်ပြီးပြောခဲ့ပြီဒါစလိန်သင်ရမယ်ဟာအစအတန်ကျရင်ဘယ်လိုရေးမလဲသူတို့သင်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီသင်ခန်းစာကသူတို့လည်းလည်းလေ့ကျင့်တာပါလေအဲ့တော့ C ဆိုတော့ E တရအတန်ပါတယ်တန်ရှိတယ် e ဒရတံပါတယ်တက်ရှိတရကို e ဆိုတဲ့အဆုံးတဲ့အဆုံးတရကိုညဝတ်သလုံးပေါက်ပါပါအဲ့တော့ဘာရင်းမလဲဆိုတော့ဒီချက်လုံးကြီးတင်စံကဝတ်သလုံးပေါက်ပါအဲကဲထိုင်လိုက်ပြီးတော့ကဲတခုမှကျွန်တော်ကြက်ခိုင်းပြန်မလို့တော့ c ကက်တီ ိဆိုတော့တပြီးရေးရမယ်သူတို့တိပြီးသားဘာလို့လဲကျွန်တော်တို့ KG မှာလည်းရလဲအရှိမတင်ငန်းစာတခုမိတ်ဆက်ပြီးပြီးရရင်မစားဘူးဖတ်တယ်မယ်ဆိုကြတဲ့အမိတ်ဆက်တင်ငန်းစာတင်မယ်တင်ပုံစံဒီလဲအစ်မတင်ပြထားတာကျွန်မရိုက်ပြထားတာရှိပါတယ်ပလို့အတန်ကြားရမယ်ပကိုရင်းမယ်နော် ရလို့အတန်ကြားနေရပလက်ခြင်းမယ်ရလို့အတန်ကြားနေရတော့ကိုရင်းမယ်မလို့အတန်ကြားမကိုရင်းမယ်ဆိုတဲ့သင်ခန်းစာကျွန်တော်ပြောခဲ့ပြီးသားဒါကြောင့်အဲ့လိုသင်ရလဲအရေးကြီးပါတယ်မြန်မာစာကျဲရတဲ့ကင်လို့မြန်မာစာစနစ်တည်းမြန်မာစာမှာအလို့ချက်ဖို့မလိုအောင်သူနဲ့နီးလေးဖြစ်ပါလို့ရှင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က p ဆိုတော့တကိုရင်းမယ် e ဆိုတဲ့အတန်ကြားဖြစ်တဲ့အတွက်ဝေစာနှလုံးပေါက်အတန်ကြားရင်အဲ e အတန်ကြားရင်လုံးကြီးတင်ဆိုင်ကဝေစာနှလုံးပေါက်ဟောဒါကတော့ c m အဲ့တော့စီစက်တန်ကြရင်ဆွမ်းလာလို့ပဲစလဲနော်စလဲအီအီဒါအီအတန်ကြရင်အတန်နဲ့ရှိတဲ့အီဆိုတော့လုံးကြီးတင်ဆန်ခတ်ဟုတ်ပြီမီမီမအတန်ကိုကြားတယ်အဲ့တော့မကိုရေးမယ်မီအီအတန်ကြလို့တရှိတရာမလို့လုံးကြီးတင်ဆန်ခတ်ဝတ်ထားလုံးပါဟုတ်ပြီကဲဒီမှာဖာစီအဲ့တော့ဖာဖာဆိုတော့ကျွန်တော်တို့ကဖာဆိုတော့ တင်ငန်းသာတက်မှာတင်ခဲ့တယ်အာအာအာတင်ငန်းသာမှာအာအသက်ရှည်တယ်မလို့အာအတန်ကိုကြာရင်ဘာကြီးမလဲကလေးတို့ရေရေရှာဝသန်းလုံးပါဟုတ်ပြီဖားစီးရယ်ခုနအချက်ပြောခဲ့တယ်ပေါ်တင်ငန်းသာမှာနော်တသမီးမီးတို့မမေ့လားစီတီးတဲ့စီတခုခုတီးတဲ့စီဘိုင်းရယ်အဖေအပေါ်မှာတောက်လို့ရှင်ဘုံတီးအောင်မြည်ရဲ့စီဒိန်ဒိန်ဒိန်နဲ့တီးတဲ့စီအဲ့လိုစီဘလို့ရေးမလဲဒီစတော့စအတန်ပါမယ်အဲတီးယောက်ကပြောလိမ့်နေမမေးဆရာမစ လုံးကြီးတင်စက္ကန့်နဲ့ဤလိုက်မယ်အဲဒါကမီစီထားတာဟဲ့စီတန်းပြီးတော့လာနေတာဒီစီနဲ့မရေးပါဘူးသူတို့ကိုပြန်ပေါ်ပြန်ရှင်းပြမယ်အဲ့ဆိုဘာနဲ့ရေးရမလဲဆိုတော့ဖားစီဆိုရင်ဖားအဲဖားဖားဥထုံးကြီးချောင်းတန်းလုံးပေါက်ဖားဖားအာပန်ပါလားစီစအဲလုံးကြီးတင်စက္ကန့်နဲ့မစီဘူးနောက်ထပ်အပန်တူတယ်တလနဲ့တပန်တူချောင်းခွဲတလတန်နဲ့စီနေမြက်သက်စီနေစီတယ်အဲ့ဒါဆိုဖားစီ အဲ့တော့ကိုကသသမီးလေးတွေကိုအဲ့လိုနဲ့စနစ်တင်မြန်မာစာကိုမကြက်ရကြအောင်ကျမတို့ကတင်ပြပေးလို့ရပါတယ်လို့နော်အဲ့တော့နောက်အောက်မှာသွားတဲ့သင်ခန်းစာလေးကိုလည်းဟောဒီမှာဆိုရင်လည်းမိဘဩဒီမှာမိဘဖတ်လို့ရှိရင်တို့တော့တခါလေးဖတ်ကြတဲ့ဟိုကမိမိမိလို့ဖတ်မယ်ဒါဆိုရင်မိ ဘာလို့ဖတ်ပါမယ်ဟုတ်ပါတယ်အဲ့တော့သူတို့ဖတ်ခိုင်းပြီးပြန်ရေးခိုင်းမယ်ဆိုရင်ဒါလေးတွေကိုကစာအုပ်ကွန်ပျူတာမှာ zoom မှာတင်လဲဆိုရင်ကျမတို့ကအကောင့်လေးတွေကိုအုပ်ထားရုံပဲအဲ့တော့ဘယ်လိုအုပ်မလဲဆိုတော့ဒီမှာကျမပြပါမယ်ကဲဟုတ်ပြီအဲ့တော့အတော့မှာတင်လဲဆိုရင်ကျမတို့က ကဲဒီစက်ကမဖုံးထားတယ်နော်ဒီဖုံးထားတယ်အဲ့ဒါလေးတွေကြီးမယ်ကဲကို့မှာညီမလေးရှိလားရှိတယ်ကဲညီမကနေစရေးမယ်ညီမကနေစရေးမယ်ဖတ်ပြရတယ်အဲ့လိုမျိုးလေးကျွန်တော်တို့ဖုံးထားပြီးတို့ရေးထားနေရအဲ့တော့ပုံလေးကိုပြထားပြီးတင်တော့ကိုတီးတီးလေးမှကျွန်တော်တို့လုတ်ပေးစီရမလို့တော့ဒီကနေလုတ်ပေးလိုက်လို့ရတယ်အဲ့တော့မီးမီးမီးဆိုတော့မီးနေတယ်ကားသွားတယ်မီးပွင့်နေမှာကားသွားရင်မီးမီးကားသွားမှာလည်းရမလားအဲ့သွားမရှိလည်းမသွားရဘူးရရမယ်ဟုတ်ပြီမီးဆိုတော့မအတန်ပါလေအီးတရအတန်ပါလို့လုံးပြစံကော ဝတ်သမ်းလုံးပေါင်းနေရေးမယ်မီးအဲဒါမီးခရီးကြမယ်နော် channel တို့ရေးမယ်ကဲဟုတ်ပြီဒီကတလုံးဟုတ်ချင်ရေးပြမယ်စာတရားပဲသူတို့ပြောလိုက်မယ်တလုံးမရေးရမယ်တလုံးမယ်နော်အဲဒါတလုံးရေးပါမယ်ဟုတ်ပြီအဲတော့မီးအဲတော့မီးမီးဆိုတော့မီးအာဟုတ်ပြီအောင်မီးပါဆိုမှမီးအဲမီးဟုတ်ပြီအဲတော့မီးမီးမီးသားနာငယ်တောင်ကြားရယ်မီးအီဟာ ော် ਈ ပြီးပါမိပါမိမိမိအမိဆိုတော့မတန်ကြမယ်ဒီခါတော့ပြီးတာဖြစ်တယ်လုံးအလုံးကြီးတင်တရတာမှာကြားရမယ်ဣတရတာမိပါပါပါကောပါကောပါကောမှာပါအောင်ရှိတယ်မိပါပါပါလို့သင်ခဲ့ဒီခါလေးနော်မိပါရောစပြာဖြစ်အဲ့လိုမျိုးကျမတို့သင်လို့ရပါတယ်အဲ့လိုသင်လိုက်မယ်ဆိုရင်ကလေးတွေကအခုကျမနောက်ခက်ပြမယ်ဒီသင်ခန်းစာကိုသူတို့ဟာသူတို့အကောင်အောင်ဖတ်တတ်ပါလိမ့်မယ်ဒီပြန်မှာတနည်းမှုကိုဒီမှာတန်းဆစ်လို့ရတယ်ဆီယမ်မကအပေါ်ဟာလေးခန့်ပြီးပြီးစင်သူဟာသူဖတ်ပါလိမ့်မယ်အဲ့ ကျမတို့ကအရင်တော့ကလို light source ဆရာမရှိရတော့တိုင်းနေမယ်တမီးတို့တော့က light source ပြီးစာတော်ရဲ့တွေ့တယ်ပြီးတော့ light light တိုင်းအဲ့လိုတိုင်းကြမလို့တော့ပါဘူးကလေးကိုခွတ်ဖက်ခိုင်းလိုက်ပါသတ္တမီးမီးကဖတ်တက်နေတာကိုလက်တွေ့တွေ့ရပါလိမ့်မယ်သူ့တဖက်ပါလိမ့်မယ်ဒီဒါအစားလားနှင်းနေမယ်နော်ပြဿနာမရှိဘူးညီညာညာအမီလာအဲ့ဒါကိုပြင်ပေးလိုက်အမီလာလို့ဆိုလိုက်အဲပြီးတော့ဆာယာမီဘတ် ဒီရလို့ဆိုအဒီရလို့ဆိုလိုက်အဲဘယ်လိုအဲလိုမျိုးတလုံးချင်းတလုံးချင်းဆိုရတဲ့ညီမစာမှာလည်းဖိတ်ဆက်ပြီးဆိုရတယ်အိအစာမှာလက်ကင်းစောင့်ကြည့်သူညီမစာမှာလည်းချိတ်ဆက်ပြီးတော့အတွဲလိုက်ဆိုရတဲ့စကားလုံးတွေရှိတယ်အဲ့တော့ညီညာညာအနီးလာဆရာမိဘပဒိယအဲအဲ့လာကိုကျမတို့စောင့်ထဲကကုရေးခိုင်းတဲ့အခါကိုပတာကိုသူတို့ကိုအလွတ်ကြည့်ပြီးတော့လောကမကုခိုင်းပါတော့နဲ့ ါလို့သူတို့သင်ငန်းစာတက်မြောက်မှုရှိလားမရှိလားကျွန်တော်တို့ဖတ်တဲ့လားကြီးတယ်လားတပြိုင်တည်းထဲမှာကျွန်တော်တို့စမ်းသက်လို့ရပါတယ်စမ်းသက်မှန်နည်းလည်းကျွန်တော်ဘက်သလိုပဲကဲညီညာတသမီးနှုတ်ကခတ်သွားတဲ့ညီညီညာကိုရေးမယ်ညီဆိုညံ့ညံ့ညအတန်ကြလို့သူဟာသူညနိုင်ရေးပါလိမ့်မယ်အဲ့လိုနဲ့ပဲစနေတဲ့မြန်မာစာသင်ကြားခြင်းအားဖြင့်ကျွန်တော်တို့ရဲ့တသမီးမီလေးတွေဒီအင်္ဂလိပ်မြန်မာစာကိုအလုပ်ကျရတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကလို့ဇလုံးပေါင်းမှားတဲ့သုံးမတပုံကျရတယ်မြန်မာစာကိုပြင်ပမဲ့ကျရတယ်ဒုက္ခကနေကင်းမှာကင်းဝေးစေပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ဂရုမြန်မာစာသင်ခန်းစာ ာလေးကဣတရပင်ညာစာလေးကိုနောက်ထပ်ပင်ညာစာခွဲတစ်ခုကိုဒီနားမှာရက်တန့်ပြရလိမ့်ရှင်နောက်ထပ်ပင်ညာစာအနေနဲ့ကတော့ဣတိဝါနဲ့ကျမတို့ဥတရပင်ညာစာကိုကျမတင်ပေးမှာဖြစ်ပါတယ်ပင်ညာစာလေးကိုစတိုက်စတိုက်တင်တင်ပေးမှာဖြစ်တဲ့အတွက်ခေရှင်ရဲ့ကျမရဲ့ channel လေးကို like and follow subscribe လုပ်သားပေးပါဗီဒီယိုတစ်တင်တိုင်းကြည့်အောင်လုပ်ပါရှင်အကျိုးရှိရဆိုရင်အများပြန်လေးကို share ပေးခဲ့ပါနော်ကျေးဇူးအများကြီးပါတယ်ဟုတ်